လက်ရှိမြန်မာနိုင်ငံမှာငလီငယ်နဲ့ငလီအတင်းအတင်းဇက်တိုက်လှုပ်ခတ်နေတဲ့အတွက်ငလီကြီးထက်မှန်လှုပ်ခတ်လာနိုင်တယ်လို့မြန်မာနိုင်ငံငလီအတင်းဒုဥက္ကဋ္ဌဟောင်းဒေါက်တာမျိုးတန်ကအာရခတိုင်းဝန်ကိုပြောထားပါတယ်ပြီးခဲ့တဲ့မတ်၂၈ရက်နေ့ကစကိုင်းပြည့်ရွေကျော်ကနေငလီပြင်းအား9.8လှုပ်ခတ်ပြီးတဲ့နောက်ပိုင်း ငလီငယ်နဲ့ငလီရင်တင့်တင့်တွေဇက်တိုက်လုတ်ခဲ့မှုအပေါ်ကိုသုံးသက်ပြောဆိုခဲ့တာဖြစ်ပါတယ်။စကိုင်းပြည့်ရွေကျောပေါ်မှာငလင်ကြီးလှုပ်လာနိုင်တယ်လို့ဖြေရမယ်။သို့တော်လည်းဘယ်နေရာလှုပ်နေတယ်လဲသိချတာတခုကတော့2012တပိတ်ချင်းငလင်လှုပ်သွားတဲ့အပိုင်းရဲ့မက်လာ28ရက်နေ့ကလှုပ်သွားတဲ့အပိုင်းတွေကလွဲရင်ကျန်တဲ့အပိုင်းတွေကပြင်းအားခုနှစ်သို့မဟုတ်ခုနှစ်နှစ်အထက်လှုပ်နိုင်တယ်လို့သုံးသက်ရမှာပါလို့ဒေါက်တာမျိုးတန်ကပြောပါတယ် စကိုင်းပြည့်ရွေကျောမှာအပိုင်း၃ပိုင်းဖြစ်တဲ့မြောက်ပိုင်းအဆက်အပိုင်း Northern Segment တောင်ပိုင်းအဆက်အပိုင်း Southern Segment နဲ့အလယ်ပိုင်းအဆက်အပိုင်း Middle Segment တို့ပဲဖြစ်ပါတယ်မတ်၂၈ရက်နေ့ကလှုပ်ခဲတဲ့ငလင်ကတော့အလက်ပိုင်းအဆက်အပိုင်း Middle Segment ကနေလှုပ်ခဲတာဖြစ်ပါတယ်ဒါကြောင့်မြောက်ပိုင်းအဆက်အပိုင်း Northern Segment နဲ့တောင်ပိုင်းအဆက်အပိုင်း Southern Segment တွေကဆိုရင်တောင်ပိုင်းအဆက်အပိုင်း Southern segment ကငလင်းပြင်းအားခုနှစ်နဲ့လှုပ်နိုင်တယ်လို့မြောက်ပိုင်းကငလင်းပြင်းအားခုနှစ်အထက်လှုပ်နိုင်တယ်လို့လည်းသိရပါဗါး2012တပိတ်ချင်းငလင်း6ဒသမ8နဲ့လှုပ်ခဲ့တဲ့ငလင်းက1946အင်းဝငလင်းခုနှစ်ဒသမ5လှုပ်ခတ်ခဲ့တဲ့အပိုင်းကနေပြန်လည်လှုပ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်ငလင်းဆိုတာက နှစ်ကြာရင်ပိုလှုပ်ခတ်မှုအင်းအားပြင်းတာဖြစ်ပြီးတော့နှစ်နည်းရင်အင်းအားနည်းတယ်ဆိုတာလည်းသိရပါဗါး မန်လာ28ရက်နေ့ကလှုပ်ခဲ့တဲ့ငလင်က1956စကိုင်းငလင်လှုပ်ခတ်ခဲ့တဲ့အပိုင်းမြောက်ဘက်ကနေပြီးတော့အလဲပိုင်းဝမ်တွေမေတီလာအပိုင်းတောင်ဘက်လာရင်စွာငလင် အပိုင်းဖြူးငလင်အပိုင်းတွေဇက်တိုက်လှုပ်သွားတယ်လို့တွက်ချက်လို့ရပါတယ်တောင်ပိုင်းမှာကြံနေတဲ့1930ပကူးငလင်အပိုင်းကအနေရများလာပါတယ်။ပြင်းအားခုနှစ်ပတ်ချာလဲထက်လို့ဖို့ကြာချိန်ကနှစ်ပေါင်းတရအထက်ကြရဲဆိုတော့ အခုဆိုရင်နှစ်ပေါင်း65နှစ်ရှိသွားတော့အန္တရာယ်ရှိလာနိုင်တယ်သတိထားရမယ်လို့ပြောလို့ရပါတယ်လို့ဒေါက်တာမျိုးတန်ကဆိုပါတယ်2012တပိတ်ချင်းငလင်နဲ့မနစ်၈ရက်နေ့လှုပ်သွားတဲ့မြမငလင်လှုပ်ခဲ့တဲ့နေရာမဟုတ်ပဲနဲ့တောင်ပိုင်းမြောက်ပိုင်းတွေကသတိထားရမယ့်အနေအထားတစ်ခုဆိုရင်လည်းမမှားပါဘူးမိဘပြည်သူတွေအနေနဲ့ကြောက်ရွံ့ထိတ်လန့်စရာမလိုဘူးသို့တော်လည်းသတိတော့ရှိရမယ် ကြိုတင်ပြင်ဆင်ရပါမယ်လို့လည်းသူကပြောပါတယ်။2025ခုနှစ်မတ်28ရက်ကစကိုင်းတိုင်းနဲ့မန္တလေးတိုင်းကိုငလျင်ပြင်းအား9.8လောက်ခတ်မှုတွေကြောင့်တေဆုံးသူဦးရေ4000ကျော်ရှိနေပြီးတော့ပျောက်ဆဲစားရင်းများလည်းရှိနေတာကိုသိရပါဗျ။